ရခိုင်ပြည်နယ်အတွင်းမှာမပြီးပြတ်သေးတဲ့တိုက်ပွဲတွေအကန့်အသတ်နဲ့ဆောင်ရွက်နေချိန်မှာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေကိုပြည်ပထွက်ဖို့အတွက်တားမြစ်လိုက်တယ်လို့အာရခတပ်တော် AA ကမေလ22ရက်နေ့ကထုတ်ပြန်ပါတယ်အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရ National Defense Emergency Provision NDEP ကို2025ခုနှစ်မတ်လ16ရက်နေ့မှာစတင်ပြဋ္ဌာန်းပြီးတဲ့နောက် ရခိုင်ပြည်နယ်ကလူငယ်တချို့အရေးပေါ်ပြည်နှက်ချက်ကိုတေချာစွာနားမလည်ဘဲတိုင်းပြည်တောင်ဝင်ထမ်းဆောင်မှုကိုရှောင်လွဲဖို့ပုံစံအမျိုးမျိုးနဲ့ကြိုးပမ်းနေတာကိုတွေ့လာရတယ်လို့အေအေကပြောပါရယ်။တိုင်းပြည်တောင်ဝင်ထမ်းဆောင်မှုကိုရှောင်လွဲပြီးထွက်ပြေးဖို့ကြိုးပမ်းနေတဲ့လူငယ်တွေကိုတားမြစ်ဖို့အတွက်အချက်လေးနဲ့လူငယ်တွေရခိုင်ပြည်နယ်ပြင်ပကိုထွက်ခွာတာကိုတားမြစ်လိုက်တာပါ။ အရခပြည်သူ့ကျန်းမာရေးဌာနကကုသမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေအသက်အန္တရာယ်စိုးရင်ရတဲ့လူနာတွေကနေလွဲပြီးတော့အမျိုးသားဆိုရင်အသက်16နှစ်ကနေ45နှစ်အထိအမျိုးသမီးဆိုရင်တော့အသက်16နှစ်ကနေ25နှစ်အထိရှိတဲ့သူတွေကိုပြည်내ပြင်ပကိုသွားလာခွင့်မပြုဘဲလက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလပြီးတဲ့အထိတားမြစ်ထားကြောင်းထုတ်ပြန်ထားပါတယ်ရှင်။